ခန္ဓာတုအထုပကမြတ်စွာဘုရားသာဝတိပြီးဇေတဝန်ကျောင်းတော်၌တည်င်းသုံးတော်မူစဉ်ယဟန်တဝမွေကြိုက်ခံရ၍ယဟန်တော်များကလျှောက်ထားသောအခါထိုယဟန်တော်မှာဝိရုပက္ခစာသောနဂါမျိုး၄ပါးတို့၌မေတ္တာမပို့၍အကြိုက်ခံရခြင်းဖြစ်ကြောင်း အကယ်၍မေတ္တာပို့လျင်အကိုက်ခံရမည်မဟုတ်ကြောင်းမိန်တော်မူ၍မိမိကိုယ်ကိုစောင့်ရှောက်ဖို့မိမိဤလုံခြုံရေးမိမိဤအကာအကွယ်အဆောင်ရှောက်ဖြစ်ရေးအတွက်ခန္ဓာတုတ်ပရိအယံတာကို ခွင့်ပြုဟောကြားတော်မူခဲ့၏ထိုခန္ဓာတုတ်ပရိတော်စီကား သဗ္ဗတိဝိတဇာတိနံဒိဗ္ဗမန္တကတံဝိယယန္နာတေတိဝိတံကိုတံသေသင်္စာပိပရိတယံအာနာခိတမိတပထာတပရာသဗ္ဗပါဏိနံသဗ္ဗသောပိနိဝရေတိပရိတံတံဗနာမဟိ ဝိရူပကေဟိမေမေတ္တံမေတ္တံဧယပတိဟိမေသဗ္ဗယပုတ်တေဟိမေမေတ္တံမေတ္တံကန္နာကိုရမကေဟိသအပါရကေဟိမေမေတ္တံမေတ္တံဒွိပါရကေဟိမေသတုပ္ပရေဟိမေမေတ္တံမေတ္တံဘဟုပ္ပရေဟိမေမာမအပါရကောဟိန္တိမာမဟိန္တိဒွိပါရကော အမံစတုဘရောဟိန္တိမမဟိန္တိဘဟုတ်ဘရောအဘိတတသဗ္ဗေပါဏာသဗ္ဗေဘုဒ္ဓသကေဝလာသဗ္ဗေဗတ္တရဏိပတံဓုမာကိစီဘာပမာကမာအပမနောဘုဒ္ဓော အပမနောဓမ္မောအပမနောတံဃောပမနာဝန္တာနိတရိတပါဏိ အဟိဝိစီကာတတပတိဩနာနာဘီတရဘူမူတိကာကတာမေရခကတံမေပရိဒံပဋိကမန္တုဘူတာနိသောဟနမောဘဂဝါတောနမောတတနံသမာသံဗုဒ္ဓနံခန္ဓာတုတ်တံနေတိတံ